ငါတို့တွေ့သွားပြီငါတို့ကပုံးနေလို့မရတော့ဘူးသတိထားထိုဆိုင်းခန္ဓာကမတရားလာတယ်ကိုမင်းနဲ့ခါရှောင်းကလေပူမြောက်မှုထလိုက်ပြီးပါတယ်ထိုအချိန်နဲ့ရှောင်းရဲ့ရင်ထဲနဲ့လည်းကြောက်လန့်မှုများမရှိတော့ပဲဆဲလူရှောင်းမှုများပြင်းလာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်သူတို့စင်တော့ဆက်ပညာရှင်တယောက်နဲ့တိုက်ခဲ့တဲ့ဒီမှာရှောင်းရဲ့တဘောလုံးနဲ့ပထမဆုံးအကြိမ်ဖြစ်ပါတယ်ထိုလူကကြောက်တုံကြီးပေါ်နေဖျင်းင်းဆောင်နေကြလိုက်ကြောင်းမြင်လိုက်တဲ့ခါကူချင်းလိုဖက်ရလဲခေါင်းကြီးလိုက်ကြပါလေသူတို့ကလည်းအရေးထဲမှာဖျင်းင်းဆောင်နေထွက်လာကြပါလေကြည့်ရတော့ဒီဒီချိန်တော့ပြင်းထန်တက်ခဲတော့မှထင်လဲ ခုဟာမချိမပြောလိုက်ပါရင်သူ့အနေနဲ့ပြောမှဆိုင်တော့သူတို့စင်တူအဆင်ပညာရှင်တယောက်နဲ့တက်ခဲတီမှာအလွန်ရွတ်တော့အရာတစ်ခုဖြစ်ပါတယ်သူတို့ရဲ့ရှင်ရှင်တော့သူတို့စင်တူအဆင်ပညာရှင်ကစွမ်းအင်ခန္ဓာကိုယ်တစ်ခုတက်တက်တာဖြစ်တော့လေသူကအသက်ရှင်နေစဉ်တက်မြောက်ထားခဲ့တော့တက်ခဲရင်နီလမြားနဲ့ဒုတိုင်းမညာများကိုပတ်စံထားပါတယ်သူတို့ကအရေးတွက်များတော့လေတက်ခဲရင်ဘသူကအနိုင်ရမယ်ဖြစ်ကြအောင်ပြောရင်တော့ခက်ခဲလွန်းလာပါတယ်ဂူရှင်ကလက်တီကိုဖင်းချင်းဆော့နေဆုပ်လိုက်ပါတယ်ထိုးချိန်နဲ့အတန်တရူကထွက်ပေါက်လာပြီးမူလာရွှေရှင်တော်သူ့ရဲ့မျက်နှာပေါ်ထဲလင်းနက်မှုတစ်ခုကပေါ်လာပါတယ် ဖနော်အလုံးဆောင်းရပြီတင်ငင်တော့ငွေတက်တခုကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာထွက်ပေါက်လာပါတယ်ဒီဒီချင်းပြိုင်ဘက်ကတမမမဟုတ်ဘူးဂူချင်းကတို့တို့လေးတမင်းချလိုက်ပါတယ်ကျူးကျော်သူတွေမင်းတို့အလုံးကဒီနေမီထဲကိုရောက်လာတဲ့အတွက်အကျိုးဆုံးကိုတည်တင်းနေတယ်ထိုလ်လူကတောင်ထိပ်ပေါ်မှာနေပြီးရှောင်းနှုတ်ဖဲကိုငုတ်ကြည့်လိုက်ပါတယ်ဖနော်မချင်းတဲ့မှာအတန်တခုကိုလည်းတို့အလုံးကကြားလိုက်ရပါတယ်ရှောင်းနှုတ်ဖဲကမြောက်ကျလိုက်ပါတယ်တို့ကလက်ထဲဒကောက်ကြီးကိုခြိုင်းတော့လူကိုကြည့်လိုက်မကြပါတယ်ထိုလ်လူကအနီရောင်ရဲ့ဝဆောင်ဝဆင်လာပြီးသူ့ရဲ့အမူအရာလည်းအဆက်နေပါတယ်သူ့ရဲ့မျက်နှာပေါ်နေတဲ့အမအရုပ်တခုကရှင်းနေပါတယ် သူစီမှာအလုံးအဆုံးနဲ့ပြီးကြောက်စရာကောင်းတော့အမွေတက်တစ်ခုကလည်းထွက်ပေါက်နေပါတယ်အလုံးကြောက်စရာကောင်းပြီးမကောင်းဆိုးဝါးဆန်တော့အမွေတက်များလည်းအချင်းချင်းရွရွနေကြပါတယ်ထိုရသွေးကန်တွေမှာထွက်လာတော့ကြောက်မဖေရချင်းသေးတစ်ကောင်လာထိမရပြီးအလုံးထိတ်လန့်တော့သွားစီနေပါတယ်တို့ရတဲ့ရှောင်းတို့ဖဲအဓိကလှုပ်ရှားသွားတဲ့အကြောင်းရင်းမှာထိုလူရဲ့အခြားသူစွန့်ရင်ခံတော်များကဲ့သို့မျိုးလုံးကဟောလုံးပေါက်ဖြစ်မနေပါဘူးထို့ကြောင့်ထိုစွန့်ရင်ခံတော်ကအတော်လေးကိုညံရင်ကောင်းဖို့ရပါတယ်ညံရင်မရှိတော့သူတို့စင်တော်အဆင်ပညာရှင်တယောက်ကလည်းကြောက်စရာမကောင်းပါဘူးညံရင်တိုက်ပွဲအတွေ့အကြုံများရှိနေတော့သူတို့စင်တော်အဆင်ပညာရှင်တယောက်ကတော့အလုံးကြောက်စရာကောင်းလာပါတယ် ထလူကကျောင်းကြီးပေါ်ကိုနင်းလိုက်ရအလုံးကြောက်ရွံ့ကုန်တယ်ဆွာတစ်ခုကထွက်ပေါက်လာပါလေချက်ချင်းပဲကျောင်းကြီးပေါ်ရင်ဆယ်ပြခန်းရှိတော့အကွက်ကြောင်းများလည်းအစိမ့်မှုများကဲ့သို့ပြန်လည်လာသည်ကိုရှောင်းတို့ဖဲကမြင်လိုက်ရပါလေသူတို့ကတောင်ချီထီအောင်ပဲပြန်လည်သွားပါလေမက်ဆီတမိတ်တွင်ဆွာကျောင်းကြီးကလှုပ်ရှားလာပါလေကျောင်းပေါ်မှာကျောင်းကြီးများလည်းတစ်ခုပြီးတစ်ခုကြဆင်းလာပါလေထလူကရှောင်းတို့ရဲ့ရှိတွင်တစ်စိတ်ကောင်လာချက်ချင်းပေါ်လာပါလေသူကညာဘက်လက်တွေဓာောက်ကြီးကိုကင်နာပြီးရှောင်းတို့ဖဲကိုအဆက်ဆော်နဲ့ကြီးနေပါလေထွန်းတော့သူကတွေးဆနေရအမူအဖြစ်ဖင်းချင်းဆော်နဲ့ပြောလိုက်ပါလေငါလူသားတွေရဲ့အရသာကိုမရတော့တော့အတော်လေးကိုကြားနေပြီး ဘလို့ရတာမျိုးရှိလဲဆိုတော့အောင်တော့မင်းနေပြီထိုလူကစချိုးလိုက်ပြီတယောက်ထဲတီတူပြောလိုက်ပါလေကြည့်ရတော့ငါမတိုက်ခဲ့ခင်ကိုကိုအယုံဆုံးမိတ်ဆက်ရမှာမဟုတ်ဘူးလားဟိုးငါနာမည်ရောငါဒီနာမည်ကိုမပြောရအောင်အတော်လေးကိုကြားနေပြီအရင်တော့တော့အချို့လူသားတွေရောက်တော့ကြောင်းခန်းစားမိပြီမဲ့သူတို့ကငါ့ကိုတွေ့ရတယ်ချက်ချင်းထွက်ပြေးပြီးပုန်းနေကြတယ်ဒါကြောင့်ငါသွေးသားရှိတဲ့တကယ်လူသားတွေကိုအခုမှပထမအဆုံးအချိန်မြင်မှုတော့ပဲငါနာမည်ကသူတို့ဆန်ရှူတောင်းလို့ခေါ်တယ်မင်းတို့တွေကြားဘူးကြလား ရှောင်းတို့ဖဲကသူတို့ကိုကြည့်နေတော့အနီးရင်းအောင်လူတွေကိုကြည့်ပြီးအနေငယ်တော့ရှာသွားပါလေထိုလူကတစုံနဲ့ဒီမှာနှစ်သိန်းမများစွာကျနေပြီဖြစ်ပါလေဟိုးကြည့်ရတော့ငါမေ့နေပြီထင်တယ်ဒီလိုခန်းဆောင်မှုကတော့အတော်လေးကိုဆိုးတော့ပဲငါမင်းတို့အလုံးကိုမြင်မြန်ရှင်းပြရမယ်ငါရဲ့တွေးထားရလဲဆက်ပြီးခဏချင်းမှမဟုတ်တော့ဘူးသူတို့ဆန်ရှူတောင်းခေါ်တော့စောင်းရင်ခဏကိုကသူတို့ရဲ့အပြစ်မှုကိုမြင်တဲ့အခါစိတ်ပြက်လက်ပြက်နဲ့ခေါင်းဟလိုက်ပါလေထောင်းတော့သူကခြေတော့အနေငယ်လှစားလိုက်ပါလေတတိထား သူတို့စင်ရှူတောင်းကကျွန်တော်တို့လျှောက်သွားတဲ့အချိန်မှာရှောင်းဝဲရဲ့မူရာချက်ချင်းပြောင်းလဲသွားပါတယ်ရှောင်းဝဲကအင်ဂျင်လောက်ဝင်လိုက်ရလေလိုင်းတစ်ခုကထွက်လာပြီးဂူကျန်းရဲ့ခန္ဓာကိုပြင်းထန်စွာနဲ့တွန်းထုတ်လိုက်ပါတယ်ထွန်းဆွမ်းအကြောင်းဂူကျန်းကနောက်လွင်သွားပါတယ်ဂူကျန်းကနောက်လွင်သွားတဲ့အချိန်မှာမူလာကသူရဲ့နေရာနေရာတွင်တွင်းရောင်လေးနောက်တစ်ခုကပေါ်လာပါတယ်မြင်းပေါ်တွင်လည်းအလုံးနဲ့ဆိုင်တော့တွင်းမောက်ကြီးတစ်ခုကဖြိုးလာပါတယ်သူရဲ့တိုက်ခိုက်မှုကလျှောက်သွားတဲ့အချိန်မှာလေဟန်နေထဲမှာအန်အောင်နေတဲ့အတန်တစ်ခုကပေါ်လာပါတယ်သူကရှောင်းကိုဆက်ကြည့်လိုက်တဲ့အချိန်မှာရှောင်းဝဲတစ်ခုလုံးကစက်သိမ့်မြင်ထလာတယ်လို့ခန်းစားလိုက်ရပါတယ်သူရဲ့ရှင်ကအတော်လေးကိုချက်စရာကောင်းတာပဲဒါကသူတို့စင်တော့အဆင်းနဲ့တိုင်းဝိစာတယောက်ရဲ့ကွာချမှုလား ရှောင်းဝဲနှစ်ခုမှာချစ်စင်းများကြားလာပါတယ်။ရှောင်းဝဲကနောက်ကိုလှမဆောင်တဲ့ဆွတော့ပါတယ်။ထို့နောက်ရွှင်းရကူချင်းရနဲ့အခြားလူများလည်းဆုလာကြပါတယ်။အကယ်၍လွန်ခဲ့တဲ့တနေ့အတွင်းရှောင်းဝဲရဲ့အဆွမ်းအသာကုန်းရဲ့အခုထဲတွင်မြစ်တလချင်းမရှိလင်ရှောင်းဝဲကလည်းသူတို့ဆန်ရှူတောင်းရဲ့တိုက်ခိုက်မှုကိုသတိထားမိမှာမဟုတ်ပါဘူး။သူကရင်ဆိုင်ဖို့အတော့ခတ်တာပဲ။ကူချင်းကလည်းအလင်းမြန်နဲ့ပြန်ထလာပါတယ်။သူကကိုပေါ်တိုင်ပင်နေတော့ဖုံများကိုခါလိုက်ပြီးမြေမောင်ကျောက်ကနေပြောလိုက်ပါတယ်။မင်းကနောက်တစ်ချိန်ဆိုရင်တော့တက်တက်တတာလုတဲ့နဲ့ဟာအဲ့လိုသာဆိုရင်မင်းကသူ့ကြောက်နှစ်ချမ်းဖြစ်သွားတော့မှရှောင်းဝဲကပြန်လဲမကြည့်ပဲဖြစ်လိုက်ပါတယ်။ ထွန်းတော်ဆောင်ကဂူချင်းရနယ်ရှင်ရတို့လက်ကြိုက်ပါတယ်အကယ်၍ထွန်းနေရရှင်တော်သူတို့ရဲ့အဆင့်များကိုပြောရမယ်ဆိုရင်သူတို့နှစ်ယောက်ကအဆောင်နဲ့ဆောင်ဖြစ်ကြပါတယ်သူတို့ရဲ့ကြက်ကူပွင့်အဆင့်ကြောင့်သူတို့ကတိုင်းဝန်းစားအဆင့်ပညာရှင်အတော်များထက်တာလုံးနေပါတယ်ငါတို့ကတက်ခဲကြတော့မလားကောင်းပြီလေဂူချင်းရနယ်ရှင်ရတို့ကလည်းခေါင်းပြလိုက်ပါတယ်သူတို့ကအချင်းကြီးလိုက်ကြပြီဓမင်နဲ့ထဲလှူရှာလိုက်ကြပါတယ်ထွန်းတော်သူတို့ရဲ့လက်ထိုင်နဲ့ဒစိမ့်ပုံးများစွာကိုဖန်တီးလိုက်ကြပါတယ်မြေပြင်စာတို့ဒစိမ့်သူတို့နှစ်ယောက်လက်ထိုင်ပြီးအလုံးတော်တော့တော့ဆိုင်းလိုပါကြီးများပြင်မဆောင်နဲ့ဖြောလာပါတယ်ထွန်းတော်သူတို့စံရှူတောင်းကိုကျန်တဲ့ဆွဆောင်နဲ့တက်ခဲလိုက်ပါတယ်အသေးဖဲလေးတွေပါလား အလုံးကိုကြောက်ရအောင်တော့ဆောင်းရီလုံးဝန်းတစ်ခုကရွက်ရွက်တီကိုမြင်တဲ့အခါသူတို့စင်ရှူတောင်းကအထင်သေးစွာနဲ့ပြောင်းလိုက်ပါတယ်။သူကလက်ထန်းရှင်းတော့တကောက်ကြီးကိုခုတ်ချလိုက်ရဓာလင်းအောင်တစ်ခုကလေဟန်းနဲ့ထိုးသွားပြီးဆောင်းရီလုံးဝန်းတစ်ခုကိုဖျက်ဆီးလိုက်ပါတယ်။လက်ကျန်ဓာဆောင်းရတော့တက်ခဲလဲလူမျိုးစုကိုပြေးလွန်သွားပါတယ်။ထို့ကြောင့်သူတို့ကတက်ခဲမှုကိုလော်ဒဂျီနဲ့ရှောင်းလိုက်လိုက်ရပါတယ်။ရှူရနဲ့ကုချင်းလိုကနောက်ဆူသွားပြီးနောက်သူတို့စင်ရှူတောင်းရက်နေရဲ့မြေပြင်ကရုတ်တရက်နေကြလာပါတယ်။အလုံးကြီးမတော့ချိုးရီတန်းလုံးကြီးချိုးရလေကြောက်ရအောင်နဲ့အစွမ်းနဲ့တူမြောက်ထဲမှာထိုးထွက်လာပါတယ်။အလုံးကြီးမတော့ချိုးရီတန်းလုံးကြီးကိုဝင်ဆိုင်တဲ့အခါသူတို့စင်ရှူတောင်းကအစ်ဆက်စွာနဲ့နှောက်ရှက်လိုက်ပါတယ်။ သူကမြေပြင်ကိုဖနှောင်းနဲ့ပေါက်လိုက်ရအေမချော်ရီတန်းလုံးကြီးကပျက်စီးသွားပါတယ်အလွန်ပူလောင်တော့ချော်ရီများလည်းပက်လက်ကိုပြန်လည်သွားပြီးကျော်လုံးကြီးများပင်အရေပျက်သွားပါတယ်မင်းကခွဲဆူးလာပြီးထိုးချင်တဲ့လူပြောင်းကသူတို့စင်ရှူတောင်းရဲ့နောက်တွင်အလွန်လေးမဲ့ဆွန်နဲ့ပေါက်လာပြီးကြောက်စရာကောင်းသောဓာအလင်းကိုကြီးကလည်းအချိန်အဟုန်နဲ့ကြားရပါတယ်သူတို့စင်ရှူတောင်းရဲ့လက်ထဲရှိနေသောဓာကောက်ကြီးကလေမဲ့ဆွန်နဲ့လှုပ်ရှားလာပြီးသူရောက်ထားသောကြီးများလည်းဖြစ်လာပါတယ်ထနောက်သူရဲ့နောက်မှာရလောက်တော့ကြောင်မဖွဲရပေးတဲ့အလင်းရောက်ကြည့်ရင်ဆက်လိုက်ပါတယ်ထိုးခါရေပေါ်မဆော်ရလဲလင်းမဆော်နဲ့ပြောက်ကွက်သွားပါတယ် သူတို့ကပေးတဲ့အလင်းရောင်ကြီးကိုအလွယ်တကူဖျက်ဆီးနိုင်အောင်တောင်မှကရှောင်းကိုပင်တိုက်ခိုက်လိုက်ပါသေးတယ်။လေးရံနဲ့ပေးတဲ့ကြီးကသူ့ရောင်ချိန်များနဲ့ရင်ဆိုင်လိုက်ရပါတယ်။တိုက်ခိုက်မှုတွေပောင်းဝင်တော့ဆွမ်းတဲ့တော်အင်အားကြောင့်ရှောင်းကလည်းနောက်ချစ်လန်းမောင်များစွာဆုတ်ခတ်သွားပြီးမှတင်ရင်သွားပါတယ်။တော်တော်ယူရသူတို့စင်ပဲ။ခမရကိုခမရအစစ်မှန်တိုင်းသူတို့စင်တယောက်လို့ထင်နေရလား။ခမရအတော်လေးကိုခေါမနေရထင်နေ။သူတို့စင်ရှူတောင်းကရှောင်းကိုတိုက်ခိုက်လိုက်ပြီးတော့ဂူကဂူရှင်းနဲ့ဂူကျန်တို့ကလည်းလိမ့်မဲ့ဆောင်နဲ့ပြေးလာကြပါတယ်။သူတို့ကလည်းဆွမ်းတော်ဒီဇိုင်းမြများများနဲ့သူတို့စင်ရှူတောင်းကိုကျန်တဲ့ဆက်ဆောင်နဲ့တိုက်ခိုက်လိုက်ကြပါတယ်။ ပျော်စိတ်လို့ကောင်းလေးတွေရမြန်သူတို့စင်တယောက်ကိုစိန်ခေါ်ရသေးတယ်ကိုဟာတို့တောင်းရဲ့ပုံတက်ခိုင်းမှုကိုဝန်ဆိုင်တဲ့ခါသူတို့စင်ရှူတောင်းအေးဆက်ဆော်နဲ့ရလိုက်ပါတယ်သူကဘယ်လဲကိုဆုပ်ပြီးရုတ်တရက်ရှေ့ကိုတွန်းလိုက်ပါတယ်ထို့ခါလင်းနဲ့တုံးကကြောက်ရွံ့ကုန်တော့ကြားကြီးတုံးကိုကဲ့သို့ထိမဆောင်နဲ့ထွက်သွားပါတယ်ထို့နောက်သူတို့ကကိုဟာတို့တောင်းကိုပြင်းထန်စွာနဲ့တက်ခဲ့လိုက်ပါတယ်သူတို့စင်ရှူတောင်းရဲ့တက်ခဲမှုကြောင့်ဂူဟာတို့တောင်းကလည်းတွေ့ရလိုက်ရပါတယ်သူတို့ကလည်းနောက်ဆွတ်သွားလိုက်ရပါတယ်ထို့နောက်သူတို့ကစောင်းရင်မြစ်တစ်ခုထွက်လိုက်ပြီးလှိမ့်မြန်စွာနဲ့ဆုပ်ယူလိုက်ပါတယ် အတူတူတက်ခဲ့ကြမယ်ဂူချင်းကကျန်လုံဆောင်တဲ့အပလိုက်ပါတယ်ချက်ချင်းပဲသူကလည်းရှေ့ကိုပြန်ပြေးလာပါတယ်တိတ်မကြခင်ရွှင်းရဂူချင်းနဲ့အခြားလူများလည်းနောက်တစ်ချိန်တက်ခဲ့လိုက်ကြပါတယ်သူရဲ့ခဏတော့ရရှိရင်တော့ဒုချီဆွမ်းရည်များလည်းအဆောင်ကုန်ထွက်ပေါ်လာနေပါတယ်။မြေပေါ်တွင်လည်းတူအီမီတာများထွက်ပေါ်လာနေပါတယ်။တခဏလေတွင်ထွက်ပေါ်လာတော့တခဲမှုများကြောင့်သူတို့ဆန်ရှူတောင်းကလည်းငိုက်မိသွားပါတယ်။တိတ်မကြခင်သူကတင်းငိမ်သွားပြီးလက်ထက်ရှိဒကောက်ကြီးကိုလိမ့်မဆောင်နဲ့ဝင်လိုက်ပါတယ်။ထိုအရဂူချင်းရဲ့လူရဲ့တခဲမှုများအလုံးတသိနိုင်ုံသာမကရန်ဖန်ခါထွက်ပေါ်လာတော့ဓာအလင်းရောက်တစ်ခုကသူတို့စီကိုပြုံးသွားပါတယ်။သူတို့ဆန်တော်ဝဆင်ပညာရှင်တယောက်ကအမှန်တကယ်ထူးခြားလုံးလာပါတယ်။ သွေးတော့လီလိုင်းဂူချန်းတို့ဖဲ့ရဲ့ပုံတက်ခိုင်းမှုကြောင့်ခဏလေးသားငိုက်မိတော့ပြီသူတို့ဆန်ရှူတော့နောက်ကျရင်တက်ခိုင်းလိုက်ပါတယ်သူကမြေပြင်ကိုခြေဆောက်လိုက်ရခဏကွာရုပ်တရက်စတင်လဲပါလာပါတယ်ထိုရာသွေးရောင်မှုန်တိုင်းကြီးတစ်ခုမှဖြစ်လာပါတယ်သူရဲ့ပလက်နဲ့ရှင်းတော့လီဟန်နဲ့ကြီးကပင်ပျက်စီးလာပြီတခဏလေးတွင်အနေအောင်တွင်းမကြီးတစ်ခုကဖြစ်လာပါတယ်အလုံးအထက်မှတ်တော့ဓာငွေတက်များမှုန်တိုင်းကြီးတဲ့လက်စကြောင်တစ်ခုရဲ့သူထွက်လာနေပါတယ်ထိုရာကြောင့်ဂူချန်းတို့ဖဲ့ရလည်းနောက်ထွန်းသွားပါတယ်သူတို့ကကျောင်းကြီးများနဲ့ပြထန်စွာနဲ့တိုက်မိသွားပါတယ်။အလုံးကြောက်ရွံ့ကုန်သောဆွမ်းအကြောင်းကျောင်းကြီးများအပင်ဖမိုးဖြစ်ပြောင်းလဲသွားပါတယ်။မင်းရဲ့အလက်ပဲ သူတို့ဆက်ရှူတော့ကူချန်းတို့ဖက်ကက်တို့တိုက်ခိုက်ရခွင့်ရို့ရှောင်းနေတော့ရှောင်းကိုလက်ကြည့်လိုက်ပါလေသူကအစ်စစ်မနဲ့ပြောလိုက်ပြီးရှောင်းရှိအောင်ပြေးမလာပါလေသူတို့ဆက်ရှူတော့ရဲ့အချိန်ကအလုံးမဲကိုလှိမ့်မပြီးကြောက်စရာကောင်းလာပါလေမက်ဆီတမိတ်တွင်သူကရှောင်းရဲ့ရှိတယ်ပေါ်လာပါလေထိုးချင်တဲ့ရှောင်းရဲ့မျက်နှာအနေငယ်ပြောင်းလဲသွားပြီးရင်းနှင်းလေးလည်းကျန်လုံဆောင်နေရအွန်လိုင်းမှာပါလေကုန်းကင်မီတုံးတယ်အတမြောက်ချင်းတယ်ပထမပြောင်းလဲမှုဒုတိယပြောင်းလဲမှုတတိယပြောင်းလဲမှုရှောင်းကရင်းနှင်းလေးကိုအွန်လိုက်ပြီးတော့ရှောင်းရဲ့ခံလို့တဲ့ရှင်းတော်တို့ချစ်ဆွေးရဲ့များလည်းအလုံးကြောက်စရာကောင်းစွာမြစ်တက်လာပါလေ ထို့ပြင်သူ့ရဲ့နှခုံကြားထဲလည်းနောက်တစ်ချိန်ဆူလာသူကိုခန်းစားလိုက်ရပါတယ်ရခိုးချိုင်းတော့ထိုခန်းစားမှုကိုအလင်းမဆားနိုင်ပါဘူးအဆင်မေကောင်းကင်ဖန်တီးခြင်းတော့သူ့ရဲ့လက်ထက်ရင်လင်းမဆောင်နဲ့ဆူစည်းလာနေပါတယ်ဓာတ်ကောက်ကြီးကလည်းလေခါနေကိုဖျက်လာပါတယ်တို့ရတဲ့ထိုးချင်းတွေဓာတ်ကောက်ကြီးကရှောင်းရဲခေါင်းပေါ်နေရဲသွားပါတယ်သူတို့စင်ရှူတောင်းကရှောင်းရဲနှခုံကြားထဲကိုဆက်ကြည့်နေပါတယ်ခဏကြာပြီးတော့သူကအလွန်ထိုင်လင့်သွားပုံရပါတယ်ရှောင်းကလန်တတူမေရတကယ်ပဲရှောင်းကလန်လူတယောက်လားထိုးချင်တဲ့သွေးနဲ့များလောက်ချုံနေတော့ဓာတ်ကောက်ကြီးကလည်းရှောင်းဝဲခေါင်းနဲ့ပေယောခန့်ကွာနေရှိသွားပါလိမ့်။သူတို့စင်ရှူတောင်းကရှောင်းဝဲနဲ့ဖို့ဆိုက်ကြည့်ပြီးအလုံးထိုင်လင်းနေပါလိမ့်။ သူ့ရဲ့လေတံတွေလည်းအကြောင်းလုံးများပြင်းနေပါတယ်။သူတို့ဆန်ရှူတောင်းရဲ့ထူဆောင်သောအပြုအမူကြောင့်ရှောင်းဝဲလေဝါပေါ်တဲ့လင်းမဆောင်တဲ့ဆူရီလာနေသောအဆင်းမြင့်ကုန်းကင်ဖန်နီချင်းလေဝါလည်းရပ်နေတော့ပါတယ်။ရှောင်းကမြောင်းချိုးလိုက်ပြီးနောက်လင်းမဆောင်နဲ့ဆူသွောင်းနေရင်မေးလိုက်ပါတယ်။ခမရကဘယ်လိုလုပ်ပြီးသိတာလဲ။သူတို့ဆန်ရှူတောင်းကရှောင်းဝဲမြခုံကြတဲ့ကိုဆူနေနဲ့ဆက်ကြည့်နေပါတယ်။ထုံရရင်တော့အစောပိုင်းကဝတ်တူကနဲ့ပေါ်လာခဲ့တဲ့ကလန်တတူကလုံအောင်ကိုပြတ်ကွက်သွားပြီးဖြစ်ပါတယ်။ဒေါ်ရရင်ထုံကလန်တတူကသူ့ရဲ့အလွန်ကိုယဉ်နေနေရအရာဖြစ်ပြီးသူ့ရဲ့မညံ့ထိုင်တဲ့အလွန်ကြောက်ရအောင်တော့အရာတစ်ခုဖြစ်ကြအောင်တေချာပေါင်းနားလည်ထားပါတယ်။ရှောင်းကလန်ကလူတွေအားလုံးသိသွားပြီးမဟုတ်ဘူးတော့။ သူတို့စင်ရှူတောင်းကိုတိုးတိုးလေးပြလိုက်ပါလေသူကထိုးစကားများကိုပြလိုက်ချင်တယ်ကောင်းကင်အုတ်ကြီးရဲ့လက်ချမ်းစွန်းနေရာကိုဆက်ကြည့်လိုက်ပါလေသူ့ရဲ့မျက်လုံးထဲလည်းအတော်လေးကိုထိလန့်နေပုံရပါလေဘာဖြစ်သွားလဲဂူချင်းရဲ့ရွှေရနဲ့အခြားလူများလည်းရှောင်းရဲဘေးကိုရောက်တော့ကြပါလေသူတို့ကတခက်ချင်မရှိတော့တော့သူတို့စင်ရှူတောင်းကိုကြည့်ပြီးတန်တရားကိုဝင်လာကြပါလေမလေးတိချာမသိဘူးရှောင်းကကဟောပြလိုက်ပါလေသူကလည်းရှောင်းကရင်းနှီးတော့သတိထားမိနေပါလေသူတို့စင်တော်ဆင်းပညာရှင်တယောက်ရဲ့အဆွမ်းအလုံးကြောက်စရာကောင်းလာပါလေသူတို့တွေပူပေါင်းတိုက်ခိုက်နေတဲ့ဒီကိုပဲသူ့ကိုဝင်ဆိုင်ရအလုံးခဲနေပါလေ အကယ်၍သူတို့ကသာအလီမထားမိရင်တစ်ဖက်လုံးကထုံးလိုက်ရတယ်တည်သွားမိဖြစ်ပါလိမ့်မယ်ထိုစကားကိုကြားတဲ့အခါဂူချင်းကလည်းမျောကျော်လိုက်ပါတယ်ထိုသူတို့စင်ရှူတောင်းကစွိုင်းခဏတော်တစ်ခုဖြစ်ပါတယ်ဒေါ်ရန်ကသူကအသက်ရှင်နေခဲ့သူညံ့ညံ့သွေးများမှန့်ညံ့များရှိနေပါသေးတယ်ထိုသူဆိုရင်သူ့ကိုဖယ်ရားမများကြောက်လန့်စေရတယ်ဒီကုံလေးရောတကယ်ပဲရှောင်းကလန်းလူတယောက်ပဲအဲ့လူရောထူးခြားတဲ့အစရရဆိုရင်သူရောက်လာတဲ့အချိန်တည်းကတေချာပေါ့ကိုတင်းနေမှာပဲတကယ်လို့ငါကသာသူ့ကိုတတ်လိုက်မယ်ဆိုရင်အဲ့လူကငါ့ကိုတေချာပေါ့ကိုပြန်တတ်လိုက်မယ်သူတို့စင်ရှူတောင်းရဲ့မျိုးလုံးများလှိမ့်မယ်ဆောင်းနေလှောင်းလာနေပါတယ် ခဏကြာပြီးတော့သူ့ရဲ့ခဏုပ်ထဲမှာပြန်လည်လာတော့သွေးနှက်များဖင်းချင်းဆောင်နဲ့ပြက်ကွက်တော့ပါတယ်။သူကလက်ကိုဖင်ရလိုက်ရဓာတ်ကောက်ကြီးကလည်းပြက်ကွက်တော့ပါတယ်။သူကရှောင်းတို့ကြည့်ပြီးမတက်သက်ဆောင်နဲ့ပြောလိုက်ရပါတယ်။တော့ကြတော့မင်းတို့တွေကဒီဒီချိန်ကန်ကောင်းသွားတယ်လို့မှတ်ပါ။ထိုစကားကိုကြားတဲ့အခါရှောင်းတို့ဖက်ကလည်းအံ့ဩသွားပါတယ်။သူတို့ကအချင်းချင်းကြည့်လိုက်မကြပါနဲ့။ထိုလူကဘာကြောင့်ရုတ်တရက်စိတ်ပြောင်းသွားကြအောင်သူတို့ကလည်းနားမလည်နိုင်ပါဘူး။ဒီကနေ့အနောက်ဘက်ကိုရှောက်သွားအဲ့နားမှာပညာရှင်တွေအများကြီးရှိနေတယ်လမ်းကျဉ်းလေးတစ်ခုရှိတယ်။တကယ်လို့မင်းတို့ကအနောက်ဘက်ကိုသွားမယ်ဆိုရင်တော့သူတို့ကိုရှောင်းသွားနိုင်ပြီးမင်းတို့ရဲ့ဥတီချက်ကိုရောက်လိုက်မယ်။ အကုန်လုံးက only တော့မျက်နှာခါသူတို့ဆင်ရှူတောင်းကစိတ်မရှိသူတို့အမူအရနဲ့ပြောလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အကြည့်ကဲရှောင်းကကိုချင်းကိုလက်ကြည့်လိုက်ပါတယ်ထွန်းတော်ရှောင်းကသူတို့ဆင်ရှူတောင်းကလမ်းနောက်ဖက်ဆုပ်ပြီးရိုးသိမ်းနေပြောလိုက်ပါတယ်ချိန်နဲ့တွေသူတို့ကဖျင်းချင်းဆွနဲ့ပြတ်ဆုတ်သွားပါလေသူတို့ရဲ့ခဏုံနဲ့ရှင့်တော်တချီဆွမ်းမရောက်လေအချိန်မီတုံးနိုင်အောင်လက်ပတ်နေကြပါလေသူတို့ကမီဒီယာရဲ့ခန့်အကွာကိုရေသွားပြီးသူတို့စင်ရှူတောင်းကဘာမှမလုပ်သေးဘူးမြင်းနဲ့ချိန်မတာရင်းနေနဲ့တပင်းချလိုက်ပြပါလေသူတို့ကချက်ချင်းပြန်လဲပြီးအတွင်းမိုင်းနဲ့ဝင်သွားကြပါလေရှောင်းနိုးဖဲကထွက်သွားသေးကိုသူတို့စင်ရှူတောင်းကလည်းကြီးနေပါလေ ထိုးချိန်ကြမှာသူကကောင်းရဲ့အုပ်ကိုကြီးရဲ့အနောက်ဆုံးပိုင်းလေးကိုလက်ကြည့်ပြီးတယောက်ထဲတီတူပြောလိုက်မိပါတယ်ဟူးဒီဒီချိန်တော့မင်းရငေါ့ကိုအချွေးတစ်ခုတင်သွားပြီမင်းရနောက်ပိုင်းဒီနေရာကြီးကိုသွေးနဲ့ဆေးကြောတဲ့ချိန်ကြရင်အနည်းဆုံးတော့ငေါ့ကိုခွင့်လို့ပေးတင်တယ်မဟုတ်ဘူးလားဒီလူကအတော်လေးကိုထူးဆန်းနေအစောပိုင်းတော့သူ့စီမှာတပစ်ချင်းစိတ်ကြီးအပြည့်ပဲဒါပေမဲ့မျက်စိတမိတ်တွင်လူကောင်းတယောက်လိုပြောင်းလဲသွားတယ်ကုမိတ်ကြီးထဲကစွမ်းအင်မြခုများပြန့်နှံ့နေပါတယ်အဖဲတဖဲရတယ်လိမ္မာဆောင်နဲ့တွားလာနေကြပါတယ်ဂူဟာကနောက်ကိုပြန်လဲကြည့်ပြီးမျက်မှောက်ချုပ်ကနေပြောလိုက်ပါတယ် ငါရှောင်းကလန်ကလူတယောက်ဆိုတာကသူကတီးတော့ရထင်လဲရှောင်းကလည်းပလဲကိုသတိထားကြီးနေပြီပြတ်ဖြေးလိုက်ပါလေမင်းရဲ့ဆွမ်းအားတွေမင်းတက်လာတဲ့အချိန်တိုင်းမင်းရဲ့နဖူးပေါ်မှာရှောင်းကလန်ရဲ့ကလန်တတူကပေါ်လာတယ်သူကလည်းအရင်တော့ထိတ်တန်းဆင်းပညာရှင်တယောက်ပဲသူကအဲ့တော့မမမီပဲနေပါမလားကုချင်းကအပြုံးနဲ့ပြတ်ဖြေးလိုက်ပါလေဘလို့ထိုစကားကိုကြားတဲ့အခါရှောင်းကလန်ရှောင်းနေမှာရှိလိုက်ပါလေရှောင်းကအန်နီရဲ့အမူအရာနဲ့မိလိုက်ပါလေငါမှဘယ်တော့ကကလန်တတူရှိလို့လဲမင်းကမသိဘူးလားရှောင်းကသူတို့နဲ့ရှင်လိုက်ရင်ပိုးရဲ့အန်အောင်တဲ့ဒီကိုမြင်တဲ့အခါကုချင်းတို့ဖက်ရလဲအန်အောင်သွားပါတယ်ကုချင်းကပြောလိုက်ပါတယ် အဲ့ဒီကလန်တရူကခဏလေးပဲပေါ်လာပြီးတော့ချက်ချင်းပြန်လောက်သွားတယ်ပြောရမယ်ဆိုရင်မင်းကကလန်တရူတစ်ခုကိုပိုက်ဆံနာမှာမဟုတ်ဘူးကလန်တူဆိုတာမွေးရပါဆွမ်းအားကိုအသက်သွင်းတဲ့အချိန်မှာပဲပေါ်လာတာဒါပေမဲ့ရှောင်းကလန်ရဲ့မွေးရပါဆွမ်းအားတွေကလုံအောင်ကိုကုဆုံးသွားပြီလေရှောင်းကမြောက်ကျော်လိုက်ပါတယ်သူကိုယ်တိုင်ပဲသူကသူနားမလည်နိုင်တော့ပါဘူးရှောင်းရဲ့နှစ်ဖူးပေါ်တယ်မိတော့အမတ်သားတစ်ခုကရှိပါတယ်ထုံမိတော့အမတ်သားလည်းအယိုးမိတော့ဝမ်းမြူပြီးတော့တဖြည်းဖြည်းနဲ့ပြောက်ကွသွားပါတယ်ကလန်တူနဲ့ပတ်သက်ပြီးရှောင်းကလုံအောင်မမြင်ဘူးပါဘူးငါရဲ့ဆွမ်းအားတွေကမြင့်တက်လာတဲ့အချိန်ဆိုရင်ငါကကုန်းငွေမီတုံးတယ်အတမြောက်ချင်းတွေကိုတုံးနေတာ ဒါပေမဲ့အဲ့ဒါငါတို့ရှောင်းကလန်ရဲ့ကလန်တတူးနဲ့ဘာမြန်ပတ်သက်နေရလဲရှောင်းရဲ့ခေါင်းထဲတွေတေးပေါင်းစုံကပေါ်လာပါတယ်တို့ကလည်းရှောင်းကလည်းအဖြစ်မရခဲ့ပါဘူးထွက်ချောက်ရှောင်းကမြောင်ကျော်လိုက်ပြီးပါတယ်အစောပိုင်းကသူတို့စင်ရှူတောင်းကရှောင်းကလန်တတူးကိုအကြောင်းနေရာမဟုတ်တော့ဘူးအဲ့ရာဆွမ်းမရှိတော့ဘူးလေရှောင်းရဲ့ရင်နှင်းတွေအတွေ့တစ်ခုကပေါ်လာပါတယ်သူကငါတို့ကိုလှုပ်ပေးလိုက်တယ်ဆိုတော့အကြောင်းရင်းတစ်ခုကိုရှိလိုက်မယ်ပြီးတော့အဲ့ရာလည်းရှောင်းကလန်ရဲ့ကလန်တတူးနဲ့ပတ်သက်နေရမယ်တို့ရတဲ့အကောင်းရဲ့အခုကြီးထဲတွင်သူတို့စင်ရှူတောင်းလို့ပညာရှင်တယောက်ကိုပင်ချောင်းလွန်နိုင်တော့အရာဘယ်အရာများဖြစ်နေမလဲအဲ့ဒါအကြီးကဲချောက်ချုံးပဲ ဘေးရင်ရနေတော့ရှင်းရရုတ်တရက်အဖေရသွားပါတယ်ထိုစကားကိုကြားတဲ့ခါရှောင်းကတော့အဆင်ပြေနေပါသေးတယ်တို့ရတယ်ဂူချင်းရလို့ကတော့ဒီကုလုံးအေးဆက်သွားတယ်လို့ခန်းစားလိုက်ရပါတယ်ရှောက်ရှောင်းကတိတ်သွားသည်မှာနှစ်ပေါင်းမဲ့စွာကြာခဲ့ပါပြီသူကသူတို့စင်ရှူတောင်းကိုကြောက်လန့်အောင်ဘယ်လိုမျိုးလွတ်ဆုံးနိုင်ခဲ့တာလဲဒီကုန်းဝင်အုပ်ကြီးကအရန်ကိုထားစမ်းကြည့်တယ်သူတို့စင်ရှူတောင်းကိုသူတို့စင်တဝက်ဆင်ပညာရှင်တယောက်ဝန်တော်ဒီလမ်းမျိုးစုံနဲ့အသက်ရှင်နေပြီသူရဲ့ဝိညာဉ်တစ်ခုနောင်ပါရှင်သားတယ်တိုင်းသူတို့စင်အစဉ်အထုံးထဲကိုရောက်ခဲ့တဲ့အကြီးကရှောက်ရှောင်းကလည်းဒီလိုနီးလမ်းတစ်ခုခုနဲ့အသက်ရှင်နိုင်မှာပဲမဟုတ်ဘူးလားရှင်ကဖျင်းဆော့နဲ့ရှင်းပြလိုက်ပါတယ် ်ဂူချင်းရလို့ဖဲရလဲဇွေးဇွားဖြစ်နေကြပါတယ်သူတို့ကချင်းရှောင်းကိုလက်ကျဲကြပါတယ်ရှောင်းရဲမူရတညနေတော့လဲသူ့ရဲ့ရင်ထဲရင်တော့အတော်လေးကိုလှောင်းနေကြအောင်သူတို့ကခန်းစားမိကြပါတယ်တွတ်ကြဆိုငါတို့ရဲ့ဥတီချေကိုရောက်ပြီဆိုရင်တော့အဲ့ဒီလူကဆန်းကျင်မှုတွေအားလုံးဖြစ်ရှင်းနိုင်မှာပါရှောင်းကတော်တော်လေးမျက်ဖြေပါတယ်ထို့နောက်သူတို့ရဲ့ရှင်ကရုတ်တရက်မျက်စနာပါတယ်သူတို့ကအနေအမင်းကြောင့်တစ်ခုဖြစ်ပြောင်းလိုက်ပြီးဆွမ်းရည်မျိုးခိုးတဲ့ကိုပြင်းသွားပါတယ်ရှောင်းရတို့ကလည်းသူ့ရဲ့နောက်မှာလှိမ့်ဆွမ်းနဲ့လက်လက်ကြပါတယ်ရန်လျှောက်ခီးစင်နဲ့ရှောင်းတို့ကသူတို့စင်ရှူတောင်းညှပြခဲ့တော့လမ်းကြောင်းအတိုင်းရှောက်လို့ကြပါတယ် ထိုးချိန်နေသူတို့စစ်စင်းပြီးခဲ့တော့စွမ်းရင်ခန္ဓာကိုများလေပိုးပြီးရင်ဆွမ်းနေပါလေသူတို့ဆန်ရှူတောင်းထက်ပိုးရဲ့ဆွမ်းတော့ခန္ဓာကိုတချို့ပင်တွင်းနေရပါလေတို့ရတဲ့ရှောင်းတို့ဖက်ရတော့စွမ်းရင်ခန္ဓာကိုများရဲ့ပိုင်းနဲ့များချားတွေမှာပူတိပုကတ်လွမြောက်လာတိမှာကံဝန်းသွားပါလေထို့ကြောင့်သူတို့ကလမ်းတစ်လျှောက်တွင်အနောက်ရှာမခံရပါဘူးငါတို့ကကောင်းရဲ့အကူကြီးရဲ့အနောက်ဆုံးပိုင်းကိုရောက်လာပြီရှောင်းတို့ဖက်ရကြောက်တုံးကြောက်ခွင်းများထူရက်တော့အချိန်လေးကိုခွင်ကောင်းယူပြီးပုံနေကြပါလေသူတို့ကခဏကြာအနာယူနေတဲ့အချိန်နဲ့ဂူချင်းရအနောက်ဆိုင်ကိုပိုင်းနဲ့ကိုလက်ကြည့်ပြောလိုက်ပါလေဒီနေရာတကယ်ကိုအနေရဲ့အများဆုံးနေရာလို့ခေါ်လိုက်တာပဲ ပလဲမှာရှိနေရဲ့စွမ်းအင်ခန္ဓာကိုယ်တွေကတော့အရင်ကကြောက်စရာကောင်းတယ်ကျဲကိုးပင်စွမ်းအင်ခန္ဓာကိုယ်တော့အဆောက်တရောက်အနေနဲ့ပဲရှိတယ်ဂူဟာခတ်သက်ဆောင်တဲ့ရိုင်းမိပါတယ်ပညာရှင်ပေါင်းများစွာရှိနေတော့နေရာကိုရောက်နေတဲ့အတွက်သူတို့ကလည်းဘလောက်ထိအားနေကြအောင်နားလဲလာပါတယ်သူတို့ကကိုနိုင်ငံထဲရဲ့တော့ Google နဲ့ရှိလူငယ်တန်းကမော့ကြည့်ရတော့လူငယ်များဖြစ်ကြပါတယ်တို့ရတဲ့ထုံနေရာတွေတော့သူတို့ကပြောစိတ်သက်သာအဆင့်သာဖြစ်ပါတယ်သူတို့ကစကားပြောတဲ့ချိန်တွေပဲဂူဆိုင်နေရာလောပါတယ်ထိုစကားကိုကြားတဲ့အခါအခြားလူများလည်းမတသက်ဆောင်တဲ့ပြောလိုက်ရပါတယ်ထုံနေရာကသူတို့လာတဲ့နေရာတစ်ခုမဟုတ်ပါဘူး သူတို့ကထုံးနေအောင် ရွှေနဲ့ဒီမှာသူတို့မျောလင့်ထားတာထပ်ပြင်ပုံနေဖြစ်သွားတယ်ယင်ရှင်ရတို့ရဲ့အရှင်ရဆိုရင်ရှင်အောင်စောက်တွေထဲမှာမှတ်တမ်းတင်ထားတဲ့အကြီးကဲရှောင်းရှောင်းရဲ့အုပ်ကိုတိတ်မကြခင် ရောက်တော့မှာပါရှင်ရကရှောင်းကိုကြည့်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်ဒီတစ်ခေါက်သွားမယ်လမ်းကအတော်လေးကိုချုံးနေတယ်ကြည့်ရတာသူတို့စင်ရှူတောင်းကငါတို့အတော်လေးကုညီပေးနေတယ်ထင်တယ်ဒါပေမဲ့ဒီနေရာကအရန်ကိုအနေများလုံးနေငါတို့ကဆက်ပြီးတွေ့ကြဆိုရှောင်းကခေါင်းညိပ်ပြီးပြောလိုက်ပါတယ်ကောင်းပြီလေအချောက်လူများလည်းထောက်ခံလိုက်ကြပါတယ် သူတို့ကချက်ချင်းမတရက်ပြီးနောက်တစ်ချိန်ထွက်သွားရင်ပြင်လိုက်စင်သူတို့ရဲ့အချိန်မှာလူတို့တန်တစ်ခုကိုကြားလိုက်ရပါတယ်ချက်ချင်းပဲအနေအောင်ပဲလူများဝက်လဲကြော်တော်ကြီးတစ်လုံးပေါ်တယ်ဖင်းချင်းဆွန်နဲ့ဆင်းသက်လိုက်ပါတယ်သူတို့ကရှောင်းတို့ငိုကြည့်လိုက်ပါတယ်သူတို့ရဲ့မျိုးလုံးထဲရဲ့တော်မြော်တော်ရဲ့အမူအရာများပြင်နေပါတယ်ရှောင်းဝမ်မင်းတို့ရဲ့အချိန်ကနည်းနည်းနှီးတာပဲအလုံးအနေများတဲ့ရေတံကိုကြားတဲ့အခါရှောင်းတို့ဖဲရဲ့အမူအရာရုပ်တရက်ပြောင်းလဲသွားပါတယ်သူတို့ကထွန်တရက်ကိုငိုကြည့်လိုက်ပါတယ်ရှောင်းတို့ကလည်းအနေငယ်မျက်နှာပတ်သွားပါတယ်ဟုန်ရဟုန်လီဟာ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 ဘသူတွေလဲမှတ်တယ်ထွက်ပြေးသွားတဲ့ခွေးနှကောင်ပါလား မင်းတို့ကဘလို့တတိမျိုးနဲ့အခုကြမှာပေါ်လာရတာလေသူတို့နှစ်ယောက်မင်းနဲ့ခါဂူဟွာလွန်မြောက်တဲ့သူလို့ပြောလိုက်ပါရင်ဂူဟွာထုကဲသူစကားများပြောလိုက်တဲ့ချိန်တွင်ရှောင်းကတော့လဟန့်ချင်တဲ့အချက်ပြလိုက်ပါရင်ပုံမှန်နေနဲ့ပြောရရင်ဟောင်ရတို့နှစ်ယောက်ကသူတို့ကိုပုံနေပါရင်တို့ကလည်းယခုတော့သူတို့ကရှောင်းတို့ဖဲရှိရင်ပေါ်လာပါရင်ထို့ကြောင့်အခုမိုင်းနေဒီမှာတစ်ချပါရင်သူတို့နှစ်ယောက်ကပေါ်လာရတဲ့အတွက်သူတို့အကုဆရာအရာတစ်ခုကရှင်းနေနိုင်ပါရင်စိုင်းပူနဲ့ဒီဒီချိန်တော့တစ်ချပေါက်ထွက်ပြရမှာမင်းတို့ဖြစ်သွားမှာဂူဟွာရဲ့လွန်မြောက်တဲ့မှုကြားတဲ့ခါဟောင်ရထူးဆန်းစွာနဲ့ပြောလိုက်ပါရင် ထွန်းတော်ဟိုလူနဲ့သူကဖင်းချင်းဆောင်နေပြဆုတ်သွားပါတယ်သူတို့ကပြဆုတ်သွားတဲ့ချိန်တွင်မိကုံဝေအဖိုးနေဝါသူတို့ရဲ့ရှင်းတွင်အစီတကောင်ကဲ့သို့ပေါ်လာကြပါတယ်တိုင်းသူတို့စင်လာထိုမိကုံဝေအဖိုးနေဝါပေါ်လာတီကိုမြင်တဲ့အခါသူတို့ရဲ့ရှင်းနေလည်းအလုံးအနေများတဲ့အငွေတရခုကိုခန်းစားမိလိုက်ကြပါတယ်ရှောင်းနိုဖဲအမူအရပြောင်းလဲသွားတဲ့ချိန်တွင်ဟုံရရဲ့မျိုးလုံးကပိုးပြီးအေးဆာနမောက်လာပါတယ်သူကထွန်းဆောင်ဆောင်နေရလိုက်ပါတယ်အရာအလုံးကပြောင်းလဲသွားပြီဆိုတော့မင်းတို့ကခန်းစားမိလားမော်ဆိုးနဲ့တောက်ကောင်ရဲ့အချင်းကြီးကလည်းစပြီးတော့ပြောင်းလဲသွားပြီ ျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်